တရုတ်နိုင်ငံနဲ့အတူလက်တွဲပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်သွားဖို့ဆန္ဒရှိကြောင်းနာဆာကအုတ်ထဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကပြောပါရယ်မော်စကိုမြို့မှာကျင်းပတဲ့ရင်းပြင်းကြီးချစ်တပ်ပွဲကိုတက်ရောက်စဉ်မေလာ9ရက်နေ့မှာတရုတ်တမရရှီကျင်းဖိန်နဲ့တွေ့ဆုံရင်းအထပ်ပါအတိုင်းပြောကြားခဲ့တာပါမြန်မာနိုင်ငံအနေနဲ့တနနိုင်ငံစီးပွားရေး၊ကုန်သွယ်ရေး၊စွမ်းအင်စားတဲ့ခန္ဓာတွေမှာပူးပေါင်းဆောင်ရွက်မှုတွေကိုအားထားဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါရယ် မြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းရဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုအစွမ်းကုန်အာမခံပေးသွားမယ်လို့လည်း၎င်းကကြေပြုတ်ခဲ့ပါတယ်။တရုတ်နိုင်ငံကအဆိုပြုတဲ့ကမ္ဘာလုံးဆိုင်ရာအဆိုပြုချက်ကြီး၃ရက်နဲ့အိန္ဒိယနိုင်ငံတွေနဲ့အေအတူပူအမျှအတိုင်အောင်းအတူတကွတိစောက်တဲ့အယူအဆတွေများစွာကိုတံပိုးထားချီးကျူးတယ်လို့လည်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာငလျင်ဘေးဒဏ်တင်ပြီးနောက်တရုတ်နိုင်ငံကအခုအညီတွေအစောဆုံးထောက်ပံ့ပေးပြီးတဘာဝဘေးကင်းစေရေးမှာကူညီပေးခဲ့ခြင်းဟာမြန်မာနိုင်ငံအပေါ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတန်ရုံးစင်နဲ့အခက်တွေ့ချိန်မှာစစ်မှန်တဲ့စေတနာကိုထင်ဟပ်စေတယ်လို့လည်းဆက်ပြောပါတယ်မြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုများစွာအလေးထားပြီးတရုတ်နိုင်ငံရဲ့ယုံကြည်စိတ်ချရသောချစ်ကြည်ရင်းနှီးထိုက်တန်သောအင်းကြီးချင်းအဖြစ်ထာဝရလှုပ်ဆောင်သွားလို့ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ